ဘာဘူတို့မိသားစုဟာရင်ကျိမှုဆိုင်ရာပွဲတော်များကိုအငားရှက်ပြုတ်ပြရတဲ့သူတွေဖြစ်ပါတယ်။တရံမှာတော့ဘာဘူတို့တတိယောက်ကရှက်ပြုတ်ခါကိုတရားတန်းကြီးပပီးပဲဈေးနိုင်ပြီးတော့ပေးလိုက်ပါတယ်။တရံခါမှာတော့ဘာဘူဟာစင်ရင်သားတွေစီကဂုတ်သွေးမဆုပ်သင့်တဲ့အကြောင်းထားပြီးတော့ပြောပေးမယ်။လူကြားထဲမှာနေရအောင်တော်ပဲခံလိုက်ရပါတယ်။ဒီလိုမျိုးဖောက်ခင်ရိုက်ခင်ရတာကိုအခဲမကြီးဖြစ်နေတဲ့သူကတော့ DJ ပဲဖြစ်ပါတယ်။ DJ တို့မိသားစုဟာဘလို့ကိစ္စမှာပဲဖြစ်ဖြစ်ခိုင်ရန်ပြပွားခြင်းဟာမိသားစုကိုညှိုးနှွှဲစေရလို့ခံယူထားတဲ့ပုံနွားညှိုးနှွဲတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ဆွာမိကြီးရဲ့ကောင်းမှုလုပ်တဲ့လူတိုင်းဟာဖခင်ရဲ့ပုံရိပ်ရောင်ဖြစ်တယ်ဆိုတဲ့စကားကိုတော့ DJ ကအကောင်းကြီးပြီးတော့လက်ခံလိုက်ပါတယ်။ဒီရဲ့စကားကို DJ တယောက်ဘလို့အတိတ်ပဲကောက်ယူလိုက်မှန်းတော့မသိပေမယ့်ဒီရဲ့နေ့ကနေစပြီးမကောင်းမှုလုပ်တဲ့လူတိုင်းကိုမင်းရဲ့အုပ်ဖို့အတွက်စုံဖြတ်လိုက်ပါတယ်။ဆက်ရှင်နေပြီပြီဖြစ်တဲ့အမအကို10နှစ်သား DJ ကအစီမရှာလို့အချောင်းကိုလိုက်ဖို့ပြီးနေပါတယ်။ DJ ပြန်တဲ့လမ်းမှာတော့အမဖြစ်သူလူရန်ကားတွေကလာပြီးတော့နှောက်ရှက်နေကြပါတယ်။မကောင်းမှုလုပ်တဲ့လူတိုင်းအရှင်းမထားသိဘူးလို့ခိုင်ယူထားတဲ့ DJ ကတော့နှကောင်တော့တစ်ချက်တည်းနဲ့အဆုံးမပေးလိုက်ပါတယ်။ အိမ်ကိုရောက်တဲ့အခါမှာတော့ဒီလိုခိုက်ရဖြစ်တာကမိသားစုရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းစေရာကြောင့်ဘာဘောက DJ ကိုအဖြစ်တွေတင်နေခဲ့ပါလိမ့်။ရန်လိုနဲ့စိတ်တွေကိုပါပြဖို့ဆွာမီဂျီစီယာနဲ့အဆောင်ကိုတောင်းယူပြီး DJ ကိုဇွဲပေးလိုက်ပါလိမ့်။ညံကြီးရှင် DJ ကတော့ဒီရဲ့အဆောင်ကိုဖြုတ်ပြီးရင်တော့ဂျန်ဖြစ်လို့ရရမလားလို့မေးလိုက်တဲ့အခါမှာတော့ဆွာမီတယောက်လမ်းမှာလန်သွားခဲ့ပါလိမ့်။ဒီရဲ့အခါဘာဘူကတော့ဘာပဲဖြစ်ဖြစ်နောက်ထပ်ရန်မဖြစ်ဖို့ DJ စီယာနဲ့ဂရီတောင်းလိုက်ပါလိမ့်။ DJ တယောက်ဈေးဝယ်ထွက်နေရောရဲတယောက်နဲ့လူစိုးခိုင်းလို့တက်ခိုက်နေအောင်မြင်လာရပါလိမ့်။ လူโซကာယာသူတို့ဝင်တဲ့ဖုန်းနာရီအမှုတစ်ခုကိုရဲအယားရှိကပြန်ပြီးတော့ဖွင့်လိုက်လို့အခုလိုလိုက်ပြီးတော့အသက်နေရပဲဖြစ်ပါလိမ့်ဒါ ው ဒီဂျေကမသိချင်အောင်ဆောင်ပြီးတော့ထွက်သွားဖို့ကြံလိုက်ပြီမယ်လေပင်ကအဆောင်ဆွဲကျူးကရုတ်တရက်ပြက်စီးသွားခဲ့ပါလိမ့်မကောင်းမှုတွေကိုလက်ပိုက်ပြီးတော့ချိမနေနိုင်တဲ့ဒီဂျေကတော့အဆောင်ပြက်ပြက်ရှင်းမယ်လူโซကိုင်းတစ်ခုလုံးပစ္စတိုနဲ့ဝင်ပြီးတော့ရှော့ပေးလိုက်ပါလိမ့်ဆေးတဲ့ရွယ်ကလေးတယောက်ကလူโซ900လောက်ကိုမျက်တောင်တော့မခတ်ပဲနဲ့အကုန်လုံးတက်ပြတဲ့အတွက်ရဲမှုတယောက်အံ့ဩနေခဲ့ပါလိမ့်စခန်းကိုရောက်တဲ့အခါမှာလေမဒိမှုနဲ့ရောင်းနေတဲ့ကောင်ရှင်းရှင်းပဲပြတ်တက်လိုက်ပါလိမ့် ဒလိုရီလုံးနေရတဲ့အကြောင်းကတော့ DJ ရမကောင်းမှုလုပ်တဲ့လူတိုင်းအသက်မရှင်သင့်အောင်လို့ခံယူထားလို့ပဲဖြစ်ပါရဲ့။ Jerry ကဒီလိုလူတွေကိုဖမ်းဖို့ထောင်ချဖို့စ조사နေကြပြီမင်း။တရားရုံးကအမိန့်မရှမရှင်အိတ်ကောင်းရှင်းမအေးရတဲ့အဖြစ်ရာဇဝတ်သားလွတ်သွားမအောင်ပူပန်ပြီးတော့နေရပါရဲ့။အဲဒါကြောင့်မလို့ Jerry လည်းအေးရဝဖအေးရမယ့်အဖြစ်ပြည်သူတွေလည်းစိတ်ရလက်ရအိမ်နိုင်ဖို့ဒီရက်မျိုးကြီးကိုသူကစောင့်ရှောက်ပြီးမှဖြစ်တဲ့အကြောင်း DJ တယောက်ခက်ပြက်ပြက်ပဲပြောလိုက်ပါရဲ့။ DJ ရဲ့အပြောကိုတဘောကျသွားတဲ့ရေရာရှိရတော့ရေထနာတွေကိုဝင်ဖို့အတွက်ကန်လန်းလိုက်ပြီးမင်း DJ ကတော့ လူစိုးရီကိုအလွတ်တန်းလိုက်ပြီးတော့တတ်ဖို့အတွက်ရွေးချယ်လိုက်ပါရီအဲ့ဒီရဲ့နေရာဆလို့လူစိုးရီတော်တော်များများအမည်မသိလူတယောက်ရဲ့လက်ချက်နဲ့နေစင်နေအမြတ်သိဆုံးနေခဲ့ရပါရီသတင်းမီဒီယာကိုတော့ဂျေးယာရှိကဒါဟာဒီဂျီဆိုတဲ့ဂိုင်းတစ်ခုကပြုတ်လုထားတာဖြစ်တဲ့အကြောင်းသတင်းတွေလွှင့်ထားခဲ့ပါရီရဲဌာနရဲ့နောက်ွယ်ရနေမကောင်းမှုလောသမားလူတိုင်းကိုအပိသက်လိုက်လံပြီးတော့အရှင်းလင်းပေးနေတဲ့သူကတော့ဒီဂျေးပဲဖြစ်ပါရီရဲဌာနမှာလူသက်သမားတယောက်အဖြစ်တာဝန်ထမ်းဆောင်ပေးမိမိသားစုရဲ့အရှိပါတော့ဖျားတရားနဲ့နေထိုင်သူအဖြစ်ထမ်းဆောင်ထားပါရီ ဒီလိုမျိုးတွေဟန်ဆောင်ထားပြီးမိဖခင်ကျန်းစာတွေကိုတော့အလိုရနေတဲ့သူတယောက်ဖြစ်လို့စွာမိကြီးကိုရင်ကတော့ချီးကျူးနေရတဲ့သူလေးဖြစ်ပါတယ်။တရားမျှတမှုကိုလက်ခံထားတဲ့ DJ ကတော့မိသားစုရဲ့လုပ်ငန်းမလေးအထူးကြားတဲ့လူတယောက်ဖြစ်နေပါတယ်။မင်္ဂလာပွဲအတွက်ရှက်ပြုတ်နေတော့ပါပဲ။လူစုတယောက်ကတောင်းကျန်နေရကြောင်းတတိပိပုတ်လွယ်တဲ့အကြောင်းအရာရှိကဖုန်းဆက်လာခဲ့ပါတယ်။အဲ့ဒါနဲ့ DJ ကလေသူ့လာမယ့်ရဲ့အတိအကျကိုပြောလိုက်တဲ့အပြင်လူမိုက်တွေကိုရှက်ချင်းတက်ပြစ်မယ်လို့စကားပြန်လိုက်ပါတယ်။ဒီရက်တော့ဆိုးသွမ်းနေတဲ့သူကတော့မာရှန်လို့အမည်ရတဲ့အင်ဂျင်နီယာတယောက်ပဲဖြစ်ပါတယ်။ တချိန်လုံးကမာရှန်ဟာဆောက်လို့ရီမှဆရာတစုဖြစ်ခဲ့ပြီးမြေအလောက်ပါသွားတဲ့နောက်မှာတော့မာဖီးယားဂိုင်းတစ်ခုနဲ့ပေါင်းမိပြီးမွေးရစီဝါစတင်ပြီးတော့ပြန်နေပါလေသူ့ရဲ့ပြစ်မှတ်တွေကအထက်တန်းနဲ့ကောတွေចောင်းသွားပြီးပဲဖြစ်ပါလေအဲ့ဒီရဲ့အပြင်အမျိုးသမီးအများစုကိုလည်းဆေးရီကျွေးကလိန်ကျော်နေလောက်ခိုင်းတဲ့အပြင်သူ့ရဲ့အမျိုးသမီးတွေရဲ့မိဘတွေရာနေတစ်စိငွေညက်တဲ့ကိစ္စမျိုးပါမာရှန်ဟာဂိုင်းတွေထားပါလေဒါအပြင်လည်းသူ့အကြောင်းပေါ်စုံစမ်းတဲ့အရာရှိထားရောလည်းတက်ပြလေးရှိသလိုသူ့ရဲ့ဘေးမှာကာကွယ်ပေးနေတဲ့အေဂျင့်လေးယောက်ကိုအရင်ဆုံးတက်ပြဖို့လိုတဲ့အကြောင်းအရာရှိကအကြံပေးပါလေ DJ ကတော့ လူယူလှုပ်စင်တွေရောပြင်းစရာကောင်းတာမလို့မာရှန်အပါအဝင်အကောင်လုံးကိုတက်ပြင်းမယ်လို့ခက်ပြက်ပြက်ပြန်ပြီးတော့ပြောလိုက်ပါလေအဲ့လိုနဲ့မာဂျန်နေထိုင်တဲ့ခုနလောင်အဆောက်အဦးတစ်ခုကိုဓာတ်ရိုက်ပေးတွားလိုက်ပြီးသူ့ဟာသူ DJ ဖြစ်တဲ့အကြောင်းမိတ်ဆက်လိုက်ပါတယ်။မြမျိုးကြွကြွနဲ့တေးတဲ့လှလှတွေကိုဖန်တီးပေးမဲ့ DJ တော့မဟုတ်ပဲဒီရက်ကောင်တွေကိုတီးထောက်ပေးမဲ့ DJ ဆိုပြီးထပြီးတော့ကျွဲပါတယ်။ဒါကိုလက်မခံတဲ့မာရှန်ရဲ့အေဂျင့်တွေကိုလည်းခုနလောင်ကနေကန်ရှောက်ပေးလိုက်ပါတယ်။လက်နက်တွေထုတ်ပြီးတော့တိုက်ခိုက်ခဲ့ပြီးမာရှန်ကတော့လက်ပြန်တစ်ချက်ကျွေးလိုက်ပြီးတနက်ကိုလူယူလိုက်ပါတယ်။ တနက်လက်ထဲကိုရောက်ရှိလာတာနဲ့ပြစ်မှတ်ကိုအရှင်မထားတဲ့ DJ ကမာရှန်ကိုရှေ့ရှေ့မင်းတက်ဖြစ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။မွေးရစီခေါင်းဆောင်ကြီးမာရှန်ကိုစီရင်ပေးလိုက်တဲ့တိုက်ပွဲမှာတော့ DJ တယောက်ဖက်နှက်တော်ဖုံမတက်လိုက်ပါဘူး။ဒိမနာရဲ့ဖြစ်နေတဲ့လူမိုက်တွေကိုစီရင်ပြုစုသူကတော့အရာရှိပဲဖြစ်ပြီးနောက်ကွယ်ရနေလိုက်လံပြီးတော့အဆုံးသက်ပေးနေတဲ့သူကတော့ DJ ပဲဖြစ်ပါတယ်။အနေနဲ့အမြန်ပဲ DJ ရဲ့နာမည်ကလူစုခေါင်းဆောင်တွေအတွက်အိမ်မဆိုးတစ်ခုလိုဖြစ်ပေါ်လာခဲ့ပါတယ်။တဖက်က DJ ကတော့ဖျားပွေတက်လိုက်လူတက်လိုက်နဲ့အတော်လေးကိုဟန်ကြနေခဲ့ပါတယ်။ တာစီလို့မရတဲ့ DJ ရဲ့အပေါ်မှာလေအရာရှိကညာနှုံးပြည့်ယုံကြည်ထားပါရဲ့တနိုင်ငံလုံးလူစိုးရဲ့ဘေးကနေစိတ်ချရှားနဲ့အိပ်ပျော်နိုင်ဖို့ DJ ကဗမန်တယောက်လိုမျိုးတာဝန်ယူထားပါပါရဲ့မျိုးသမျိုးမှာတော့အာနာချီရဲ့မျိုးဆက်တစ်ခုကနေစဉ်သက်လာတဲ့နိုင်လူစိုးရဲ့လူတယောက်ရှိနေပါရဲ့နိုင်သူဟာတုံးတန်းကိုဆေးခါပြောင်းပြီးအကြာနေပြီမေတိုက်ခန်းတွေကိုရောင်းထုတ်တဲ့ကုမ္ပဏီတစ်ခုကိုပိုင်ဆိုင်ထားပါရဲ့တိုက်ခန်းကြုံရတွေမှာလေမင်းသားမင်းသမီးတွေကသူ့ရဲ့နှကံမွေးလောက်တော့ခံညာမှုမရှိဘူးဆိုပြီးသူကိုယ်တိုင်ပဲမင်းသားဝင်ပြီးတော့လှုပ်ပါရဲ့ ဒါကို driver တော်တော်များများကလည်းနိုင်လူကြောင့်မလို့စိတ်ညစ်နေကြရပါမယ်မလွန်ဆန်းနိုင်မယ်ဖြစ်နေပါ रे နိုင်လူစီမှာတော့ Steven လို့ခေါ်တဲ့ဘွေရပညာသက်တပည့်တယောက်ရှိနေပါ रे သူ့ကိုတော့ညီနိုင်ရေးမှာထည့်ပြီးတော့တုံးပါ रे အမှန်တော့ကုမ္ပဏီတစ်ခုလုံးကအလေညာဖြစ်ပြီးတိုက်ခန်းလေးကိုဝယ်ယူမိကြတဲ့ပြည်သူတွေကလည်းအတော်လေးကိုဒုက္ခရောက်နေကြပါ रे နိုင်လူကတိုက်ခန်းမှုပတ်စံတွေကိုအခြားနေရာမှာယင်းနှိမ့်ညှို့နှံထားတာမလို့ပွေထုတ်ခံရတဲ့မန်နေဂျာကမကြခင်မှာအကြောင်းဆုံးကိုဖော်ထုတ်မယ်လို့ပြောလိုက်မိပါ रे ဲ့လိုနဲ့တိတ်မကြလိုက်ပဲအဲ့ဒီရဲ့မန်နေဂျာကလေ3မိနစ်အတွင်းနိုင်လူရဲ့လက်ချက်နဲ့နောက်ဘဝကိုကူသွားပါတယ်တစ်ဖက်ကဆရာကြီး DJ ကတော့မင်္ဂလာပွဲတစ်ခုအတွက်ဟိုက်ဒရာဘက်ကိုရောက်ရှိနေပါတယ်နောက်နေ့ရက်ချင်းကျင်းမာရမယ့်မင်္ဂလာပွဲအတွက်လူအပ်တာတွေအားလုံးကို DJ တယောက်စီစဉ်နေပါတယ်တစ်ဖက်မှာတော့ကောက်ချောင်းလှလှနဲ့ကားပြဖြိုဖြိုနေတဲ့သူကတော့ပူဇော်ပဲဖြစ်ပါတယ်ပူဇော်တငယ်ချင်းဖြစ်သူမအတွက်မင်္ဂလာပွဲမှာသူမကိုယ်တိုင်ဖြိုဖြိုပေးဖို့အတွက်စီစဉ်နေပါတယ် အမှန်တော့မိုင်းနဲ့တစ်ဖက်ကသရိုသားဖြစ်သူရာဂျူကအပြေမှာတစ်ခါမှ မတွေ့ဘူးတဲ့အပြင်လိုင်းပေါ်မှာပဲလက်ထပ်ဖို့အတွက်စီစဉ်လိုက်တာပဲဖြစ်ပါလေ။ရာဂျူကလေတရအကြောင်းဒီဂျေကိုပြောပြလိုက်ပါလေ။ဒါအပြင်သူတို့နှစ်ယောက်လုံးကလက်မထက်ရသေးခင်မှာအရင်ဆုံးရှစ်ကြည့်နူးမှဖြစ်တဲ့အကြောင်းထပ်မံပြီးတော့ပြောလိုက်ပါလေ။ဒီလီမုံကိုတန်ဖိုးထားတဲ့ဒီဂျေတယောက်လက်မထက်ခင်အသူနေရာဟာဂုံသိက်ခါကိုညှို့နှွမ်းစေတဲ့အကြောင်းစသည်ပြီးတော့တရားရီဟောလာပါလေ။ဒါဟုတ်မနေနိုင်တဲ့မိုင်းနဲ့ရာဂျူတို့ကတော့ပထမဆုံးအချိန်တွေးကြဖို့အတွက်စီစဉ်ပြီးမယ်။ ရာဂျူရဲ့အစား DJ ကတွားရောက်ခဲ့တယ်လို့မိုင်းရဲ့အစားပူဂျာရောက်ရှိလာခဲ့ပါတယ်။ပူဂျာရဲ့ရေကူးဝတ်စုံနဲ့ကောက်ချောင်းအလားတရားတွေကဖះသရသမားဖြစ်တဲ့ DJ ကိုတော့မှတဟေရီတမျှမျှဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့လေဆန်နောက်ကိုမနေထိချုပ်ရင်းနဲ့အတူအပြည့်တွေမွေးတဲ့အကြောင်းပြောလိုက်တာမလို့ DJ ကိုရာဂျူလို့ထင်နေတဲ့ပူဂျာအမှတ်တွေခိုးပြီးတော့ပေးလိုက်ပါတယ်။ချီယိုဆွေဒီဂျီနဲ့ခစ်ဆန်နဲ့ဘိုမာလေးပူဂျာတို့ကအပြန်အလှန်စကနာရင်လူနေကြတာကိုရှောင်းမီရောအကြီးငယ်သူတွေကတော့ရာဂျူနဲ့ဘိုင်းတို့ပဲဖြစ်ပါလိမ့် ူကြတို့စကနိုင်လှုပ်လို့ပြီးရဲ့အခါမှာပဲသူတို့မျှောင်လုံးကချစ်သူတွေဖြစ်နေမှန်းသိသွားကြတာကြောင့်ညပိုင်းတွေးရှင်ဖုန်းဆက်လိုက်ဖို့အတွက်ရာဂျူကမိုင်ကိုဖုန်းနံပါတ်ပေးသွားလိုက်ပါတယ်။ညပိုင်းမှာခိုးပြီးတော့တွေးဖို့တက်ကြွနေတဲ့ရာဂျူကတော့အင်ဂျီအောင်မပါဘဲနဲ့မိုင်းစီကိုရောက်သွားလိုက်ပါတယ်။ဒါပေမဲ့စီရန်တင်ကြတဲ့ DJ ကနောက်ကနေလိုက်လာတာမလို့တရားသမား DJ ကိုနားချပေးဖို့အတွက်မိုင်ကပူဇော်အကူအညီတောင်းလိုက်ပါတယ်။ဒီအခါပူဇော်သူမရဲ့နုညံ့တဲ့အပြောဆိုလေးဝင်တဲ့အတူနားချကြည့်ဖို့အတွက်စူးစမ်းပြီးမှမအောင်မြင်ခဲ့ဘူး။ ချက်ပြုတ်ရီအခန်းဘက်မှာတော့သူ့ရဲ့သားသမီးတွေကအချိန်တိုင်းဖုန်းကိုင်နေကြလို့ဆိုပြီးနေပညာလူတိုင်းကိုဖျက်ဆီးနေတဲ့အကြောင်းပါပီးကညီသွားနေပါလေ။သူ့ရဲ့လူကငွေကြေးရလေမရှိတဲ့အပြင်သူ့ရဲ့သားသမီးတွေကလည်းအဖက်မလုပ်တာကြောင့်အတော်လေးကိုဝမ်းနေနေကြရတဲ့အကြောင်းထပ်မံပြီးတော့ရှင်းပြနေပါလေ။ဒီကြေးကတော့ဒါနေပညာတွေရဲ့အပြစ်မဟုတ်ပေလူတွေရဲ့အပြစ်ပဲလို့ပြန်လည်ပြီးတော့ရှင်းပြလိုက်ပါလေ။ခနာကြာမှာတော့ဒီရဲ့ကော်ဖီကိုဘယ်လိုဖြော်တာလဲဆိုပြီးတော့ပူဇာတယောက်ပြဿနာလာပြီးတော့ရှားပါလေ။ဒီရက်ကဒီကြီးကသူပြောတာဆိုပြီးတော့ပြန်ပြီးတော့ပြောလိုက်တဲ့အချိန်မှာမထိမ့်မထားတာတခုဖြစ်သွားခဲ့ပါလေ အဲ့ဒါကတော့ပူကြား DJ ကိုအနမ်းလေးတစ်ပွင့်ရွှေပေးလိုက်တာဖြစ်ပြီးကော်ဖီဖြော်တာကောင်းလို့ဆူကြတာဖြစ်တဲ့အကြောင်းပြန်ပြီးတော့ပြောလိုက်ပါရစ်။လာပါတဲ့နှကန်းလေးစီကအနမ်းတစ်ပွင့်ဟာဖိုက်တာကြီး DJ ကိုကြာချောင်းစီခဲ့ပါရစ်။တာသမီမိကပြစ်ထားသွားတဲ့အပြင်နေဖို့ထိုင်ဖို့မရှိတဲ့ဦးလေးပါပြီးတော့ DJ ကငွေအမြောက်များကိုလှူဒန်းပေးလိုက်ပါရစ်။ဒီလိုမျိုးမုံမြတ်တဲ့စိတ်ထားပန်းရှင် DJ ကတော့အရှိအမတော့ကံမကောင်းတဲ့လူတစ်ယောက်ဖြစ်ပါရစ်။သူရဲ့အနေနဲ့ပူကြားအပေါ်မြင့်မြင့်နုံနုံနဲ့ရှိခဲ့ရပါမိမယ်။ ပူကြတော့သူ့လိုဟင်းချက်ပြီးတော့ဘွားကိုရက်သိနေတဲ့လူတယောက်ကိုတဘောမချတဲ့အကြောင်းတဲပဲမြင်လိုက်ပါလေ။ဒီအခါ DJ ကသူ့လိုစစ်မှန်တဲ့လူတယောက်ကိုမြင်ခဲ့တာကြောင့်ပူကြတယောက်နောင်နာရမယ်ဆိုပြီးတော့စကားပါလိုက်ပါလေ။ DJ အနေနဲ့အခုလိုရှမီယာဟာသူ့ရဲ့ဘွားအတွက်ပထမဆုံးအချိန်ပဲဖြစ်ပါလေ။တရက်မှာတော့ဦးလေးဖြစ်သူပါဗီယာကိုကကိုအဆုံးစီရင်သွားခဲ့ပါလေ။လွန်ခဲ့တဲ့ရက်ပိုင်းက DJ ကိုကောင်းချီးပေးခဲ့တဲ့ပါဗီယာဘလို့အကြောင်းကြောင့်သူကဒီလိုလောက်ရတဲ့အကြောင်းရှင်းပြရတဲ့အနေနဲ့တင်နန်းဆောင်တစ်စောင်းရေးထားခဲ့ပါရင် တာသမီးကပိုင်ဆိုင်မှုဘာမှမရှိတဲ့ဖခင်ဖြစ်သူပါပြီးတော့အမြဲလိုလိုလစ်လီကိုရှူပြီးတော့ထားပါလေဒါပေမဲ့အပါပီကတော့နှစ်30လုံးရှာထားတဲ့ငွေကြေးတွေကိုစူးစမ်းပြီးတာသမီးအတွက်တက်ခန်းလေးတစ်ခုကိုဝယ်ပေးထားပါလေဝယ်ယူလိုက်တဲ့ကုမ္ပဏီကတော့နိုင်တူရဲ့ကုမ္ပဏီပဲဖြစ်ပါလေလက်ရှိမှာနိုင်တူရဲ့ကုမ္ပဏီဟာပြည်သူတွေစီကနေဂရေ900ကျော်လင်းလင်းသွားပြီးပဲဖြစ်ပါလေဒီရဲ့ကိစ္စကြောင့်ပါပီကိုတာသမီးတွေရအစားအုံတော့မရှိဘူးလို့အပြောခံလိုက်ရတယ်လို့စူးစမ်းထားတဲ့အရာအားလုံးကလည်းဆုံးရှုံးသွားခဲ့ပါလေ ဒီလိုမျိုးစိတ်ဖြစ်စီမူရီကြောင့်ပါဝီတယောက်အဆုံးမှာကိုယ့်အကိုတက်တည်သွားခဲ့ရတော့ဖြစ်ပါလေအကြောင်းဆုံးကိုတည်သွားရေး DJ ရလေအိုးလေးပါဝီအတွက်အတော်လေးကိုဝမ်းနေနေခဲ့ပါလေနိုင်တူးလုံရန်ကိုနောက်ကွယ်ဟန်ဒီကျိုးကိုင်နေရဲ့လူတယောက်ရှိပြီးသူ့ရဲ့နာမည်ကတော့စတီဗင်ပဲဖြစ်ပါလေဒါပေမဲ့စတီဗင်ကစမီးဆိုတဲ့လူတယောက်ကို CEO အဖြစ်ဖွဲထုတ်ထားပါလေစမီးကို CPN ကဖမ်းခေါ်ထားပြီးပြီမလို့နိုင်တူးကုမ္ပဏီရဲ့လုပ်ရည်တွေအားလုံးကပေါကြတော့မှာပဲဖြစ်ပါလေဂျုံးတင်တဲ့နေ့မှာလေစတီဗင်တို့ကစမီးကိုလက်စားဖျောင်းမဲ့ကိစ္စကို အရာရှိနဲ့ DJ ကသတင်းရရှိခဲ့ပါတယ်။ဒီရက်တောင်းဝင်းကတော့စတီဗင်ကိုတားဆီးပေးဖို့ပဲဖြစ်ပါတယ်။လက်တစ်ခုလမ်းမှာတော့စတီဗင်တို့ကို DJ ကလာရောက်ပြီးတော့တတ်ခိုက်ပါတယ်။ဦးလေးကိုစုံရှုံသွားရတဲ့ DJ ရဲ့ဒေါ်လာတွေကလက်လွန်သွားနေတာမလို့ဘေးကအရာရှိတယောက်ကဝင်ပြီးတော့တားလိုက်ပါတယ်။အဲ့ဒီရဲ့အခါကျမှအသိစိတ်ကပ်ပြီးစတီဗင်ကစမီးကိုလောက်ချမဲ့ကိစ္စကိုလှမ်းပြီးတော့တားဖို့အတွက်အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်ကအရာရှိကလည်းစမီးကိုအဝေးကနေလှမ်းပြီးတော့စောင့်ကြည့်နေပါတယ်။ ဒီကြီးရဲ့ဒေါ်လာကိုဖင်တော်ကြောက်နေရတဲ့စတီဗင်ကစမီကိုလုပ်ပြမဲ့ကိစ္စကိုရှက်ရှင်းမဲ့ရုပ်သိမ်းပေးလိုက်ပါရင်အရာရှိကလည်းစမီတယောက်ဘေကင်းသွားပြီးဖြစ်တဲ့အကြောင်းနဲ့အတူစတီဗင်ကိုတော့ပီသူရီရဲ့ငွေတွေပြန်ရဖို့အတွက်အရှင်ထားဖို့လိုတဲ့အကြောင်းသတင်းပေးလိုက်ပါရင်ဒီကြီးကလည်းစတီဗင်ကိုတက်ပြစ်ရှင်နေပေမဲ့ငွေရအရေးကြီးတာကြောင့်ဒီအတိုင်းပဲလှုပ်ပေးလိုက်ပါရင်ဂျွန်တီခင်ရတဲ့ CEO ကိုစမီကဘေကင်းသွားတာမလို့အစိုးရဘက်ကနေတက်တိလှုပ်ပေးဖို့အတွက်အကြောင်းဖန်လာပါရင်သူတို့တို့မြောက်ပေါ်သွားမှကြောင်းနေတဲ့နိုင်သူကတော့စတီဗင်ကိုအသေးလေးအော်ပြီးတော့ငောင်းနေပါရင် တီဗီကတော့တရားရုံးထွက်ဆိုချက်ပဲမလို့ပြဿနာမရှိဘူးလို့ထင်သားပေမဲ့အကြောင်းဆုံးကပေါ်သွားရင်နိုင်တို့အနေနဲ့ဂရေ900ကျော်ပြန်ပြီးတော့ပြရမှာပဲဖြစ်ပါရဲ့ဝင်းကြီးပုတ်ရှန်ကတော့အဖြစ်ရှိရသူကိုအများဆုံးပြစ်ဒဏ်ရှာမှတ်ပေးမှာဖြစ်တဲ့အကြောင်းမီဒီယာတွေကိုပြန်လည်ပြီးတော့ပြောကြားနေပါရဲ့အမှန်တော့နိုင်တို့နဲ့ဝင်းကြီးကပူပေါင်းပြီးတော့လှုပ်ရှားနေတာပဲဖြစ်ပါရဲ့နိုင်တို့ကဂရေ900ကျော်လိုချင်ရင်သူ့ရဲ့သားနဲ့ဝင်းကြီးသမီးကိုပေးစားကြမယ်ဆိုပြီးတော့ကန့်လန့်လိုက်ပါရဲ့ဝင်းကြီးရလေတောင်းလက်ခံပြီးတော့တဘောသူပေးခဲ့တဲ့အပြင်အာနာရဖို့အတွက်ငွေကြေးတွေကိုတင်ပိုက်ဖို့ကြံစီထားပါရဲ့ ဒါပေမဲ့ဒီရဲ့အချိန်မှာကိစ္စတစ်ခုကရှိနေပြီ DJ ဆိုရင်လူတယောက်ရဲ့အကြောင်းစုံစမ်းပြဖို့အတွက်နိုင်တူကလမ်းပြီးတော့ပြောလိုက်ပါလေဝင်းကြီးရဲ့သမီးကတော့ပူဇာပဲဖြစ်ပါလေပူဇာနိုင်တူရဲ့သားဖြစ်သူအဗီနာစီးပွားရေးလောကရဲ့ထိတ်တန့်စရာတစ်စုဖြစ်နေရမလို့မင်္ဂလာကိစ္စကိုရှင်းရှင်းပဲလက်ခံလိုက်ပါလေအဗီနာစီကိုဖုန်းဆက်တဲ့အခါမှာတော့ပူဇာအဘူတာမျိုးကိုလာဖို့အတွက်ဖိတ်ခေါ်လိုက်ပါလေတကယ်လို့သူ့တဘောမကြိုက်တော့မှသူ့ပိုင်းနဲ့ shopping mall မှာစေးကြ shopping ထွက်ပြီးပြန်ဖို့အတွက်ကန်လန်လိုက်ပါလေ ဘရန်နီဟိုမှာကြိုက်တဲ့ပူဇော်လေးကံလန်းမှုကိုရှင်းရှင်းပဲလက်ခံလိုက်ပါရင်အဲ့ဒီနောက်မှာတော့လေးစိတ်ကိုကာကောင်းစားတစည်းနဲ့အဗီနာကလာရောက်ပြီးတော့ကြိုပြီးခဲ့ပါရင်ပူဇော်ကတော့အဗီနာဝစ်ထားတဲ့အတုံးဆောင်တွေရဲ့တံပိုးမျက်စိကြာနေခဲ့ပါရင်အဗီနာစကားပြောတဲ့အခါမှာလေးတင်ငိန်ပြီးတော့အေရှန်တဲ့လူတစ်ယောက်ဖြစ်ပါရင်ငွေကြီးရလေအတော်လေးကိုရှင်းသားတာမလို့ပူဇော်ကတော့သူမရဲ့ဖခင်ကိုကြီးစုတွေတင်နေခဲ့ပါရင်ဒါပေမဲ့အရာအားလုံးပြည့်ပြည့်စုံနေတဲ့အဗီနာကမမပွိုင်းလေးဖြစ်နေပါရင်အဲ့တော့ထပ်ပို့ပြီးတော့ဆိုတာက မိခင်ဖြစ်တဲ့သူကလွန်ခဲ့တဲ့နှစ်ပေါင်း20ခန်းကစုံပါသွားပြီဖြစ်ပေမယ့်အဗီနာကတော့သူမရဲ့ဝိညာဉ်ရှိနေသေးရဲ့လို့ယုံကြည်ထားပါရယ်အဲဒါကြောင့်မလို့မိခင်နဲ့စကားပြောရဲဆိုပြီးတော့တယောက်တည်းကြောက်အန်းအန်းနေထပြီးတော့ဒုက္ခရှိပါရယ်အဲ့နောက်ပူကြားပါဘာမှမရှိတဲ့ဝိညာဉ်တွေပါစကားတွေလိုက်ပြီးတော့ပြောနေပေးရပါရယ်နောက်ထပ်ဆိုတာကအဗီနာကအတော်လေးကိုအတန်းကြိုက်ပါရယ်ဒီရက်နှစ်ချက်နဲ့မရှမ်းသာရင်ဒါရီတို့တော့မယူရှင်အောင်ဆိုတဲ့အသွေးတွေကပူကြားရဲ့စိတ်ထဲမှာစိုးမုံလာခဲ့ပါရယ် ဒါပြင်လည်း DJ ပေးထားတဲ့လက်ပတ်လေးကိုပြန်ပြီးတော့ကြည့်ရင်လည်း DJ ရဲ့အမူအရာတွေကိုပြန်လည်ပြီးတော့မြင်အောင်လာပါလိမ့်။ပူဇော်ကလူတယောက်ဝတ်စားထားတဲ့ brand name ကိုကြည့်ပြီးဒီရဲ့လူကိုတန်မှုရှိတဲ့လူဖြစ်တဲ့ဆိုပြီးတော့တက်မှတ်လေးရှိပါလိမ့်။ DJ ကတော့ဒီလို brand name ကလူတွေရဲ့တက်မှတ်ချက်တစ်ခုပဲဖြစ်တဲ့အပြင်ကိုရင်းရောင်ရဲ့ brand တစ်ခုလို့တန်မှုရှိတဲ့လူတယောက်ဖြစ်တဲ့နယ်လို့ပြန်ပြီးတော့ဇုံမာလိုက်ပါလိမ့်။ DJ ရဲ့စစ်မှန်တဲ့ရှစ်ရှစ်မြေသားတွေကိုပူဇော်တယောက်ခန်းစားမိလိုက်ပြီးသူမရဲ့အချက်တွေကစတင်ပြီးတော့ပတ်ဖွာလာပါလိမ့်။ဒါပေမဲ့သူမရှိတဲ့လူက DJ ဆိုတာတော့မသိသေးပဲ။ တမင်ချက်လေးရှာသရီဆိုတာကိုပဲတည်ထားပါလေအဲ့လိုနဲ့အင်ယိုရောက်ရောက်ရှင်အဗီနာကိုလက်မထက်ရှင်တဲ့အကြောင်းနဲ့အတူရှာသရီကိုပဲသွားပြီးတော့တွေ့ပေးဖို့အတွက်ဖောက်ခင်ဖြစ်တဲ့သူကိုပြောလိုက်ပါလေဝင်ဂျီအောင်ဒီရဲ့အကြောင်းကြောင့်မလို့တမင်ချက်သမားဖြစ်တဲ့ရှာသရီကိုတပ်ပြီးဖို့အတွက်နိုင်နုစီမှာအကူအညီသွားပြီးတော့တောင်းလိုက်ပါလေနိုင်ဒီကလေဒီဂျီရဲ့အချက်လက်တွေကိုဒါရရင်တပ်ပြီးမှဖြစ်တဲ့အကြောင်းတဘောတူလိုက်ပါလေဒီဂျီနဲ့ရှာသရီကအတူတူပဲဆိုတာတော့သူတို့နှစ်ယောက်ကသတိမထားမိကြပါဘူးနိုင်ဒီကလေစတီဗင်ကိုဒီရဲ့တာဝန်ကိုပေးအပ်ခဲ့ပြီးတမင်ချက်လေးရှာသရီကိုတပ်ပြစ်ဖို့အတွက်ပြောလိုက်ပါလေ ။တစ်ဖက်က DJ ကတော့ဖះเจ้าတက်နေခဲ့ပြီ။လူစိုးကြီးတွစီလာနေပြီဆိုတော့သူကသတိထားမိလိုက်ပါလိမ့်။အဲဒါကြောင့်မလို့သူ့ရဲ့လေပင်ကအဆောင်ဆွဲကြိုးလေးကိုဖြုတ်ခွိုင်းလိုက်ပြီးလူစိုးကြီးကိုဖះเจ้าနဲ့ဝေးရစီကိုမျှပြီးတော့ခေါ်သွားလိုက်ပါလိမ့်။အဲ့နောက်ဂိုရောင်အောင်တို့ကိုရောက်တဲ့အချိန်မှာတော့အတင်းဆောင်နေတဲ့ DJ ကလာရောက်ပြီးတော့တတ်ခိုက်တဲ့လူတွေကိုတံမာတဲ့ထိုးချက်တွေကန်ချက်တွေနဲ့ဆုံးမပေးလိုက်ပါလိမ့်။အချိန်တော်ကြတဲ့အထိသူလွတ်လိုက်တဲ့လူတွေကဖုန်းမဆက်လာတာမလို့စတီမင်ကတိုက်ခိုက်တဲ့နေရာကိုလာပြီးတော့ကြီးလိုက်တဲ့အခါမှာထမင်းရှက်တဲ့ရှာသရီက DJ ဖြစ်နေမှန်းသိသွားခဲ့ပါရဲ့ DJ ကိုမြင်မြင်ရှင်းပါပဲစတီဗင်တယောက်ထွက်ပြေးခဲ့ပြီမြင် DJ ရဲ့လက်ကနေမတော့ခဲ့ပါဘူးအဲ့ဒီရဲ့အချိန်မှာပဲနိုင်နူးစီယာနေဖုန်းကဝင်လာခဲ့ပြီ DJ ကလည်းသူဟာ DJ ဖြစ်တဲ့အကြောင်းမိတ်ဆက်လိုက်ပါတယ်နိုင်နူးကလည်းရှာသူရီကိုတက်ဖို့လွှတ်လိုက်တာ DJ နဲ့ဘာလို့တွေ့နေမှစဉ်းစားမရဖြစ်နေပါတယ်ဒါပေမဲ့သူဘယ်လိုလဲမသိသေးဘူးဖမ်းလို့မရဘူးထင်တဲ့ DJ ကတော့သူ့ရဲ့လေတဲ့အရာမကောင်းမှုတွေလုပ်တဲ့သုံးနှန်းချားတဲ့ကောင်းစွာခံမှန်းပြလိုက်ပါတယ်ဒီရက်ကနိုင်နူးကအတော်လေးကိုလမ်းသွားခဲ့ပြီ DJ ကမကြခဲ့လာပြီးတော့ရှာသက်မယ်လို့ခြေချောက်လိုက်ပါတယ် တရင်မီဒီယာတွေမှာတော့နိုင်တူရဲ့ကုမ္ပဏီ CEO ကဒီလေလင်းမှုကိစ္စတွေရဲ့နောက်ွယ်မှာဝင်ကြီးနဲ့ပါဝင်နေရဲ့အကြောင်းဖော်ထုတ်လိုက်ပါတယ်။အဲဒါကြောင့်မေသူနဲ့ဝင်ကြီးတို့ရဲ့လက်ရက်တွေအားလုံးကိုစတီဗင်စီကိုပုံချဖို့အတွက်နိုင်တူကပြောလိုက်ပါတယ်။ဝင်ကြီးကလည်းစတီဗင်ကိုနေရာနဲ့လိုက်လံပြီးတော့ဖမ်းဆီးဖို့စစ်ရာရှိတွေကိုမိန့်ပေးလိုက်ပါတယ်။သူလုပ်ထားတဲ့ကိစ္စတွေနဲ့တော့အတော်လေးအလုံးရှုံးနေတဲ့ဝင်ကြီးကပူဇာလေယူမဲ့ကိစ္စကိုလည်းစဉ်းစားပေးနေရပါတယ်။ပူဇာကတော့ဝင်ကြီးကသွားပြီးတော့မတွေ့ပေးရင်တော့ထမင်းချက်နဲ့ခိုးရလိုက်ပြီးတော့မှဖြစ်တဲ့အကြောင်းစကားအပြတ်ပြောလိုက်ပါတယ်။ ပြည်သူတွေအများစုကတော့ဝင်ကြီးကိုနှုတ်ထွက်ဖို့အတွက်ဆန္ဒတွေပြနေကြပါတယ်။နိုင်သူကတော့ဒီကြီးရဲ့အချက်လက်တွေကိုရာဂျီစွဲအရာရှိတယောက်နဲ့စုံစမ်းခိုင်းလိုက်ပါတယ်။တစ်ဖက်မှာတော့စတီမင်းကိုအရာရှိနဲ့ဒီကြီးတို့ကဖမ်းဆီးထားခဲ့ပြီးနောက်ပိုင်းမှာဘယ်လိုရှိနေလဲဆိုတာကိုမေးမြန်းနေခဲ့ပါတယ်။ဒါပေမဲ့စတီမင်းကတော့ခေါမနေစေဖြစ်ပါတယ်။တစ်ဖက်ကဒီကြီးကိုတော့ဖခင်ကဖုန်းဆက်လာခဲ့ပြီးကာကျူးကိုခေါ်ဖို့အတွက်ပြောလာပါတယ်။အဲ့လိုနဲ့ဒီကြီးကလည်းအလုပ်တွေကိုအရာရှိကိုလွှဲပေးလိုက်ပြီးအိမ်ကိုပြန်လာလိုက်ပါတယ်။ ။ပူကြတီကြီးတစ်ဖြစ်လေရှာသရီကိုတွေ့ဖို့အတွက်ရက်ကွက်တွေကိုရောက်လာခဲ့ပါတယ်။ဒီရဲ့အချိန်မှာကော်မလီတယောက်နဲ့ဆယ်ဖီဆွဲနေတဲ့ဒီဂျီကိုမြင်လာရတဲ့အခါမှာတော့စတင်ပြီးတော့ပြဿနာရှာပါတယ်။ဒီဂျီကတော့သူမသဝင်သူနေရာမှန်းသိလို့ကာဂျူကသူမရဲ့ညီမဝမ်ကွဲဆိုတာကိုဖုံးကွယ်လိုက်ပါတယ်။အဲ့လိုနဲ့စကားပြောကောင်းနေတော့မှမိုင်းနဲ့ရာဂျူတို့ကရောက်ရှိလာပြီးသူတို့နှစ်ယောက်လုံးလမ်းခွဲလိုက်ပြီးဖြစ်တဲ့အကြောင်းလာပြီးတော့ပြောပါတယ်။ပူကြတော့အင်တော်ကြီးဆိုတာကအနင်းနာခမ်းမှပျော်ရွှင်ရမယ်လို့ဝင်ပြီးတော့ဖြည့်ရှင်းပေးပါရယ်အကြောင်းရင်းကရာဂျူနဲ့မိုင်တို့ကအမေရိကကိုတွားဖို့အတွက်စီစဉ်ထားပြီးမြင ရာဂျူရဲ့မိဘတွေကအခွင့်မပြုလို့ပဲဖြစ်ပါ යි အဲဒါကြောင့်မလို့ဒီဂျီကဝင်ရောက်ပြီးတော့ဖြည့်ရှင်းပေးဖို့အတွက်ရာဂျူရဲ့အိမ်ကိုရောက်လာပါ යි ရာဂျူရဲ့မိဘတွေကတော့အတောင်ဆောင်တော့သူတို့ကိုထားသွားရေဆိုပြီးရာဂျူကိုအဖြစ်တွေတင်နေခဲ့ပါ යි ဒီဂျီကတော့တာသမီရဲ့အနာဂတ်လှပဖို့အတွက်မိဘတွေကစူညောင်းခလုံးမဖြစ်ဖို့အရေးကြီးရဲ့လို့ဝင်ပြီးတော့ပြောပါ යි ဝင်းနေရင်တော့မှလိုင်းမောကနေဆက်သွယ်လို့ရတဲ့အကြောင်းပြောလိုက်တာမလို့ရာဂျူရဲ့မိဘတွေကလည်းအမေရိကန်သွားမြေကိစ္စကိုလက်ခံပြီးတော့တဘောတူလိုက်ပါ යි ီလိုပါနေတဲ့ဖြည့်ရှင်းမှုတွေနဲ့ DJ ကိုတော့ပူကြပူပူပြီးတော့တိုးလို့ရှင်နေမိပါတယ်။အဲဒါကြောင့်မလို့လက်ထပ်ဖို့ကိစ္စကိုအမြဲဆုံးစီစဉ်လိုက်ပြီးဝင်းကြီးကိုလာပြီးတော့တွေ့ဖို့အတွက်ပြောလိုက်ပါတယ်။တပတ်ကနိုင်တူကတော့နိုင်တူဘီလက်မြေကြုံညာကိုရိုက်ကူးနေခဲ့ပါတယ်။ဒီရက်ခါဝင်းကြီးကသူ့ရဲ့သမီးအောင်ထမင်းရှင်းနဲ့လက်ချက်တော့မှဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံကိုမြင်လိုက်ရတဲ့နိုင်တူတယောက်တုန်လှုပ်သွားခဲ့ပါတယ်။အမှန်တော့ပထမဆုံး DJ တိုက်ခိုက်ခံရကလေးက DJ ရဲ့မျက်နှာကိုမြင်ပြီးသားဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ဒီကြီးကထမင်းချက်လေးရှားသရီပဲဆိုတာကိုနိုင်တူကနားလေလိုက်ပါတယ်။အဲ့လိုနဲ့မင်္ဂလာစကားဝိုင်းကိုမင်းကြီးရဲ့တက်တော်ဆောင်အနေနဲ့ဟန်ဆောင်ပြီးတော့လိုက်သွားလိုက်ပါတယ်။ဝင်းကြီးကလေသူ့ရဲ့သမီးလေးပူကြအတွက်မင်္ဂလာကိစ္စကိုလက်ခံပေးခဲ့ပြီးဒီကြီးရဲ့မိသားစုကတော့ဝင်းကြီးရဲ့တမန်ဖြစ်မဲ့ကိစ္စကိုလက်ခံလိုက်ပါတယ်။မင်းမရမှာမလို့အတော်လေးကိုပြောနေတဲ့ဒီကြီးအတွက်တော့ကန့်ဆိုမှုတွေကရောက်လာခဲ့ပါတယ်။အကြောင်းကသူ့ရဲ့အမဖြစ်သူကိုလူစုတွေကဓာတ်စီတောင်းပြီးတော့မင်းရှုမယ်ဆိုပြီးတော့ရှေးလျှောက်တာကိုခံလိုက်ရပါတယ်။ သူမကတော့စတီဗင်ကဗမာလေလို့မင်းနေရလို့ပြောလိုက်တဲ့အခါမှာဒီဂျီကဒါကလူဆိုးရရဲ့လက်ချက်မှန်းဂျိမီသွားခဲ့ပါရင်ဒါအပြင်လေရာဂျူကိုလူတချို့ကအပြင်းထန်ရိုင်းနှံနေရတဲ့အကြောင်းဒီဂျီကိုလှမ်းပြီးတော့ပြောနေပါရင်ဒီဂျီကလေသူ့ရဲ့လူရက်တွေကမိသားစုကိုပါထိခိုက်လာတာမလို့စိတ်တွေညစ်နေခဲ့ပါရင်အဲ့ဒီနောက်မှာတော့အရာရှိကဒီဂျီတယောက်အနားယူတော့မယ်လို့ထင်သားပြီးမြဒီဂျီကအကုန်လုံးတက်ပြစ်မှာဖြစ်တဲ့အကြောင်းပြန်ပြီးတော့ပြောလိုက်ပါရင်အလုံးနဲ့မိသားစုတစ်ခုလုံးရုတ်တရက်ဖျားဖူးတွားခိုင်းလိုက်ပြီးဂျန်သူတွေအလာကိုတယောက်တည်းအိမ်မှာပဲစောင့်နေလိုက်ပါရင် ိုင်တူရဲ့တပည့်စန်တူတို့အဖွဲ့ရောက်လာတဲ့အခါမှာတော့ဘာမှမသိရဲ့ထမင်းချက်အနေနဲ့ဟန်ဆောင်ပြီးတော့အဖန်ခံလိုက်ပါ၏စန်တူတို့ကတော့အပြင်းထန်ရိုင်းနှက်နေပြီမင်း DJ ကဝေမခံတာမလို့စန်တူတို့ကလည်းအခက်သွေးနေပါ၏နိုင်တူကတော့ DJ ဟာသူထက်တော်တဲ့တယောက်ဆောင်တယောက်ဖြစ်တာမလို့အရှိန်အမဟန်ရဲ့တပည့်ဆိုပြီးတော့အမေပေးလိုက်ပါ၏ဒီရက်ခါ DJ ကတော့နောက်ဆုံးစံတာအနေနဲ့သူ့ကိုတတဘဒူမန်သိချင်တယ်လို့တောင်းဆိုပြီးမှမအောင်မြင်ဖြစ်ခဲ့ပါ၏အဲဒါကြောင့်မလို့သူ့ရဲ့လေဘေးမှာရှိတဲ့အဆောင်လေးကိုဖြုတ်ပေးဖို့ပဲတောင်းဆိုလိုက်ပါ၏ အဆောင်ကျိုးပြတ်သွားတဲ့တပြိုင်နဲ့ DJ တယောက်ထပ်ပြီးတော့ကြမ်းပါရင်တယောက်ပြီးတယောက်အသေးသက်ရင်းနဲ့ခေါင်းဆောင်မှာဘလူးရဲလို့မင်းနေပါရင် DJ ရဲ့ရက်ဆက်ကြမ်းတဲ့လူသက်ပုံတွေကြောင့်စံနူကလည်းကြောက်သွားခဲ့ပြီးခေါင်းဆောင်ကနိုင်လူဖြစ်တဲ့အကြောင်းပြောပြလိုက်ပါရင်အရာကြီးရဲ့လက်ထဲမှာဖန်စီခံရတဲ့ Steven ကိုတော့ DJ ကငွေပမာလဲလို့မေးလိုက်ပါရင်အဲ့ဒီနောက်မှာတော့ဂရေကိုရအားလုံးဟာနိုင်လူရဲ့တားဖြစ်သူအဗီနာစီမှာရောင်းနေတဲ့အကြောင်း Steven ကရှင်းပြလိုက်ပါရင်အဗီနာရဲ့အကြောင်းကိုတရားဖို့ပူကြားစီကိုမေးဖို့အကြောင်းဖန်လာပါရင် အဲ့လိုနဲ့ပူကြောလေသူဟာလူမိုက်လောကရဲ့တမီဖြစ်တဲ့ DJ ဖြစ်တဲ့အကြောင်းပြောပြလိုက်ပါ ਈ ဒီရက်ခါပူကြောလေ DJ ဖြစ်ဖြစ်ရှာသူရီဖြစ်ဖြစ်သူမအနေနဲ့ရှင်းအောင်မှာပဲလို့ပြောလိုက်ပြီးအဗီနာရဲ့အကြောင်းလေးကိုပြောပြလိုက်ပါ ਈ အဲ့လိုနဲ့အဗီနာကတော့ DJ ဟာဒီဇိုင်နာတယောက်ဖြစ်တဲ့အကြောင်းပူကြောလှမ်းပြီးတော့လင်ညာပြီးထောက်ခံပေးလိုက်ပါ ਈ အဗီနာရဲ့အချိုက်တွေကိုတီးတဲ့ DJ ကလေလွယ်လွယ်ကူကူနဲ့ရှင်းကပ်နိုင်လိုက်ပါ ਈ ဒါအပြင်လေတူစီမှာဖောက်ခင်ရဲ့ဝိညာဉ်နဲ့စကားပြောတတ်တယ်ဆိုပြီးတော့မမဘွိုင်းလေးအဗီနာကိုအယုံသွင်းလိုက်ပါ ਈ အမေဟိုရှိတဲ့ Vina ကလေ DJ ကိုအကျွေးမဲ့ယုံကြည်သွားခဲ့ပါရင်တရက်မှာတော့ငွေရီထောက်ဖို့ဒေါ်လာတန်1ရွက်နဲ့အမှတ်သားတစ်ခုကို Vina ကိုလူတစ်ယောက်ကပေးလိုက်ပါရင်တစ်ဖက်မှာတော့ DJ ကိုသတင်းနဲ့ပေးနေတဲ့အရာရှိကိုနိုင်လူကဖမ်းထားလိုက်ပါရင်အရာရှိကလေ DJ ကအမီနာကိုဖမ်းဖို့အတွက်လိုက်သွားတဲ့အကြောင်းပြောလိုက်ပါရင်ခဏကြာတဲ့အချိန် Vina ရောက်လာတဲ့အခါမှာတော့သူ့ရဲ့ငွေထောက်အမှတ်သားကို DJ ယူသွားရဲဆိုတာကိုသတိထားမိလိုက်ပါရင်ဒါပေမဲ့ DJ ကဒီရဲ့နေရာကိုရောက်လာတာမလို့ Vina က DJ ကိုလူလိန်ဆိုပြီးတော့ယိုက်နှက်နေခဲ့ပါရင် ။တရက်ခါ DJ ကသူ့သွက်ငွေကိုယူလာပြီးဟာဖြစ်တဲ့အကြောင်းပြောပြရင်းနဲ့ငွေအပြည့်ပါရဲကောင်းဖွင့်ပြလိုက်ပါရဲ့။အဲ့ရဲ့နောက်မှာတော့သလိုရီလောရတဲ့အကြောင်းကဝိညာဉ်လောကမှာရှိတဲ့အဗီနာရဲ့အမေကခိုင်းလို့ဖြစ်တဲ့အကြောင်းလိမ်မြော့ပြောလိုက်ပါရဲ့။အမေကိုရှက်တဲ့အဗီနာကလေ DJ ပြောတာကိုယုံကြည်နေပါရဲ့။ဒါအပြင်လည်းအဗီနာကအရာရှိကိုတတ်ဖို့စူးစမ်းနေရမလို့သူ့ရဲ့မိခင်ဟာစီဆိုးနေရဆိုပြီးတော့ပြောလိုက်ပါရဲ့။ဒါကိုလန်သွားတဲ့အဗီနာကိုလေသူ့ရဲ့ပြီးခင်ကိုတတ်တဲ့လူဟာနိုင်လို့ပဲဖြစ်တယ်ဆိုပြီးတော့တွေးခွဲတဲ့စကားပြောလိုက်ပါတယ် ဒါကိုယုံကြည်သွားတဲ့အဗီနာကလေနိုင်တို့ကိုအမေစီပူပြီးမယ်လို့ပြောပြီးတော့တက်ပြလိုက်ပါတယ်။အဲ့ဒီရဲ့နောက်မှာတော့ဆန့်ငယ်ဆန့်ငယ်ဖြစ်နေတဲ့နိုင်တို့ကိုဒီဂျီကဆုံးသက်ပေးလိုက်ပါတယ်။ဒီလိုနဲ့လူရတန်သားရဲ့ငွေပေါင်းကလေး900ကျော်ကိုပြန်လဲပြီးတော့ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့သူကဒီဂျီဖြစ်ပြီးမယ်။သူကတော့ရုံးလုံးထွက်မပြခဲ့ဘူး။သူအနေနဲ့တရားများသားမှုကိုဖြည့်ရှင်းနိုင်အောင်နဲ့ကျင့်တဲ့နေရဲ့အကြောင်းအရာရှိကိုပြောရင်းနဲ့ဇလန်လေးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးလေးကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ နောက်နေ့မှလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အိန္ဒိယဇာတ်လမ်းကောင်းလေးကိုအမြဲမပြတ်တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ Key Cinema Recap Channel လေးကို Subscribe လေးလုပ်ခဲ့ပေးဖို့အတွက်ပြောချင်ပါတယ်။နောက်ထပ် video တွေမှာပြန်တွေ့ကြမယ်နော်။